ဟာမင်္ဂလာပါကျွန်တော်တို့ဒီ worship through the bible series နော်ကျွန်တော်တို့ season 2 uh, episode 8အာဒီနေ့အာနံပါတ်၈ပိုင်းရောက်ပြီဖြစ်တယ်။ဘုရားရဲ့ခြေဆိုတော့အထူးပဲချီးမွမ်းပါတယ်လို့နော်။ကျွန်တော်တို့ဒီနံပါတ်၈ပိုင်းကနေစပြီးတော့ဗောနော်။အာကျွန်တော်ဝိပုရချန်နယ်ကအာတချို့အကြောင်းအရာလေးရင်းနေနော်။ကျွန်တော်တို့အာစင်ချင်ခွန်အားယူဖို့ဖြစ်တယ်။အာဝိပုရချန်ကနော်ကျွန်တော်အားလုံးအာ เนาะအမှန်တိုင်းပုံမှန်လင်းလင်းပြောကြည့်ဆိုလို့ရှင်မဖတ်ဖြစ်တဲ့ကြံဖြစ်တယ်ပေါ့เนาะဖတ်မှာပြင်းနေကြော်လိုက်ရတာများတယ်ပေါ့เนาะအဖတ်တဲ့ခါမှာလည်းတခါတလေနားမလည်ဘူးပေါ့เนาะရှုပ်ရှုပ်သွားတယ်ပေါ့เนาะဖတ်ရင်လည်းဘယ်ရောက်သွားမှမသိဘူးเนาะရစ်တေချောင်းပြောနေရင်အားလုံးအတူတူလို့ဖြစ်သွားတာတွေနဲ့ဆိုတော့เนาะဒါမဲ့အာဒီနေ့ကျွန်တော်တို့ဒီ series လေးကတော့เนาะ worship ကိုကိုယ်ခြင်းဆိုတော့ကျွန်တော်တို့က focus ထားပြီးတော့မှနောက်ကဘက်တော်တွေကနေဆင်ကျင်တဲ့အခါမှာဒီကျွန်တော်တို့ဝုပြအကြောင်းကိုတော့ကျွန်တော်တို့ဂျုံ ကြော်လိုက်လို့မရအောင်ဘောနော်ဒီတွေကနေကိုယ်ွယ်ချင်းနဲ့ပတ်သက်တဲ့เนาะအာစင်ကျင်စရာတွေကိုယ်ွယ်တဲ့သူတယောက်ရဲ့အသက်တာအတွက်စင်ကျင်စရာတွေကျွန်တော်တို့အများကြီးရှိတာဖြစ်တယ်။အဲဒါကြောင့်เนาะကျွန်တော်တို့ဒီနေ့တော့ဝတ်ပြုရ channel ကအကြောင်းအရာလေးနဲ့ကျွန်တော်တို့စင်ကျင်မယ်။အာเนาะကျွန်တော်တို့စူးစမ်းပြီးတော့မှအာတေချာဖတ်ဖတ်မယ်ဆိုလို့ရှိရင်เนาะစိတ်ရှိလက်ရှိနဲ့ကျွန်တော်တို့ဖတ်မယ်နားလည်အောင်အာကျွန်တော်တို့ဖတ်မယ်ဆိုလို့ရှိရင်เนาะအာကျွန်တော်ယုံကြည်တဲ့အကျိုးရှိမှာပါเนาะတန်ရှင်တော်ဝိညာဉ်တော်ဖရားကုညီမဆမယ်။အာကျွန်တော်တို့အထင်းမှာเนาะနားလည်ရတဲ့အခွင့်နဲ့ဖရားစကားပြောတဲ့အရာနဲ့တူเนาะအထင်းမှာဖရားနှုတ်ကပတ်တော်က ်အာခွန်အားတပံပြန်လဲပြီးမှအာပေးမယ်ဆိုတော့အာကျွန်တော်ယုံကြည်ပါတယ်လို့နော်အာကျွန်တော်တို့ဝေပြူအချန်တွေကစာဖွင့်လိုက်ပြီဆိုတော့ねเนาะကျွန်တော်တို့တွေ့ရတဲ့အရာကတော့ရင်၅မျိုးအကြောင်းကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်။အာဒီရင်၅မျိုးကထဲမှာတချို့ရစ်တွေကเนาะ compulsory ပေါ့เนาะဖခင်ကဣသရေလအမျိုးသားတိုင်းလူတိုင်းပေါ့အာမဖြစ်မနေလောက်ကိုလောက်ရမယ်ပူဇော်ကိုပူဇော်ရမယ်လို့အာတတ်မှတ်ထားတဲ့ရစ်တွေဖြစ်တယ်။ဥမာเนาะကျွန်တော်တို့အဖြစ်ဖြေရာရစ် နော်ဒူးစရိုက်ဖြေရာရဲ့ဒီနှမျိုးဒီရဲ့နှမျိုးဒီ compulsory ပဲမရဘူးလူတိုင်းပူဇော်ကိုပူဇော်ရမယ်လို့ဖေဟာတတ်မှတ်ချက်ရှိတာဖြစ်တယ်။ကျန်တဲ့ရဲ့၃မျိုးပေါ့နော်။အာဒီနေ့မီရှိုးရာရဲ့ရဲ့ဘောစင်ပူဇော်တကာရဲ့ရဲ့အာမိဒ္ဓါရာရဲ့ပေါ့နော်။ဒီ၃ခုကတော့ပူဇော်တဲ့သူရဲ့စိတ်စေတနာအလျောက်နော်ဖေဟာအာဖေဟာနဲ့မိဒ္ဓါရာဖွဲ့ခြင်းလို့ဖေဟာကိုလက်ဆောင်အနေနဲ့နော်ဒီနေ့အာစေတနာစိတ်နဲ့အာဒီနေ့ဖေဟာကိုပူဇော်ခြင်းလို့အာဒီနေ့ဒီဒီရစ်ကိုယူလာပြီလို့ရတဲ့အာ အဲရစ်သုံးမျိုးအာဖြစ်တာဖြစ်ပါတယ်နော်ဆိုတော့ဒီနေ့တော့အာကျွန်တော်တို့အာဒီရစ်၅မျိုးတွေအားပေါ့နော်ကျွန်တော်တို့မီရှိုးရာရစ်အကြောင်းလေးတော့နော်အာကျွန်တော်တို့အတူတူကအာစင်ကျင်ဖို့အာကျွန်တော်ပြင်ဆင်နေပေါ့နော်အာရစ်ဆိုတဲ့အခါမှာပေါ့နော်ကျွန်တော်တို့ကဘယ်ဘာလို့ရစ်ဆိုတာအရေးကြီးလဲဆိုတော့နော်အာကိုးကွယ်ကိုးကွယ်တဲ့လို့ပြောရင်ကိုးကွယ်ခြင်းလို့ပြောရင်ဟာဒီနေ့ဖះကိုကိုးကွယ်ခြင်းပါတယ်လို့ပြောရင်ဖះကြီးကိုကိုးကွယ်ဖို့ကျွန်တော်လာပါတယ်လို့ပြောရင်မပါမဖြစ်ယူလာမယ့်အရာဒီ ရစ်ဖြစ်ပါတယ်ကျွန်တော်တို့ရစ်မပါဘဲနဲ့ဘုရားကိုကိုးကွယ်လို့မရပါဘူးဒီနေ့ဓမ္မဟောင်းထဲမှာအခုကျွန်တော်တို့လေ့လာမယ့်အရင်ငါးမျိုးအကြောင်းရှိသလိုတော့ဒီနေ့ဓမ္မသစ်ကာလပြဉ္ညာတရားသစ်ထဲမှာလည်းကျွန်တော်တို့ဒီကိုယ်ဒီနေ့ရှင်ဘောလူယောမဆက်နှစ်မှာပြောတဲ့အသက်ရှင်သောရစ်ဆိုရဲကိုယ့်ရဲ့เนาะဒီနေ့ကိုယ်ကိုယ်တိုင်အသက်ရှင်နေရှင်ဖြစ်ဘုရားရှိကိုအာကျွန်တော်တို့ယူလာရတာဖြစ်ပါတယ်ဒါကြောင့်ကိုယ်ကွယ်ခြင်းလို့ပြောရင်ရစ်ကောင်းရစ်မပါလို့မရဘူးဆိုတော့ကျွန်တော်နားလေဖို့ဖြစ်တယ်ဆိုတော့ဒီ ဝေပြာချန်နယ်မှာလည်းရင်9မျိုးအကြောင်းကိုကျွန်တော်ပြောတဲ့အခါမှာဒီရင်9မျိုးလုံးသည်ကိုယ်ွယ်သူရဲ့အတ္တတာတော်တော်လောက်ကောင်းဒီနေ့စုံလင်တဲ့ perfect ဟိနော်ဒီနေ့ sacrifice ဖြစ်တဲ့ crypto ရဲ့အာလှုပ်ဆောင်ပေးခြင်းကိုတော်လောက်ကောင်းကျွန်တော်တို့ပြန်လည်ပြီးမှထင်ဟပ်ပြသနေတယ်ဆိုတော့ကျွန်တော်တို့အချမ်းမြင်ပြေးလာဖို့အာဖြစ်တယ်အာဒီနေ့ကျွန်တော်တို့ဒီမီရှိုးရာရစ်ပေါ့နော်ကျွန်တော်ခုနကပြောသလိုလေ့လာမယ်ဆိုတဲ့အခါမှာမီရှိုးရာရစ်ဒီဒီနေ့ compulsory မဟုတ်ဘူးအာ လူတိုင်းမပူဇော်မနေရဆိုပြီးဘုရားသခင်မှတ်ထားတာမဟုတ်ဘူးကျွန်တော်ခုနပြောသလိုစေတနာစိတ်အလျောက်နဲ့အာပူဇော်ခြင်းနဲ့သူကဘုရားစီကိုဘုရားနဲ့မိသားစုဖွဲ့ခြင်းလို့ဘုရားရဲ့ခြင်းနဲ့ချင်းကိုအာရခြင်းလို့နော်စေတနာစိတ်နဲ့ဘုရားကိုယေရှုတင်တဲ့စိတ်နဲ့လက်ဆောင်ပနာအဖြစ်အာဒီနေ့ယူလာရတဲ့အာရစ်ဖြစ်ပါတယ်အာပမာတစ်ချက်အာကျွန်တော်တို့နားလည်ဖို့ဖြစ်တယ်အာပြီးတဲ့ခါမှာဒီရစ်ကိုပူဇော်နီးပေါ့နော်အာโอเคじゃကျွန်တော်တစ်ချက်မေ့သွားတယ်ဒီရစ်အကြောင်းတဲမှာပေါ့နော်ဒီမီရှိုးရာရစ်အကြောင်းကျွန်တော်တို့ ီဝေးပြွာချမ်းထဲမှာဖတ်ချင်ရင်ကျွန်တော်နှစ်နေရာကိုတစ်ခါတည်းမှာဖတ်ဖို့လိုတယ်ပထမတစ်ခုကတော့အခန်းကြီး1မှာဒီမီရှိုရာရစ်အကြောင်းကိုကျွန်တော်တို့ပြောထားတာဖြစ်တယ်ပြီးရင်1 3 4 5ပေါ့နော်ဒါဒါတခြားရစ်တွေအကြောင်းကိုသူဆက်ပြီးပြောသွားတယ်ဒါပေမဲ့အဝေးပြွာ6ရောက်တဲ့အခါမှာဝေးပြွာချမ်း6ရဲ့အငယ်10လောက်ရောက်ရင်ဒီမီရှိုရာရစ်ကိုဘယ်လိုပူဇော်ရလဲဆိုတဲ့ဝေးပြမီရှိုရာရစ်ပူဇော်တကတရားအကြောင်းကိုပြောတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီဝေးပြွာချမ်း1နဲ့ဝေးပြွာချမ်း6 နှစ်ခုလုံးကိုเนาะ6ရဲ့အငယ်10ပေါ့เนาะ6ရဲ့ငယ်10ကနေ73ပါပေါ့เนาะအဲနှစ်ခုလုံးကိုကျွန်တော်တပြိုင်တည်းဖတ်မှာဒီဝတ်ပြုရ sorry မီရှိုရရဲ့အချောင်းကိုကျွန်တော်တို့စုံစုံလင်းလင်းအာကျွန်တော်တို့နားလည်ပါမှာဖြစ်တယ်ဆိုတော့เนาะအာအာဆိုတော့တကယ်လို့အာအဆင်ပြေတယ်ဆိုလို့ရှိရင်တော့เนาะဒီကျွန်တော်ခုနပြောတဲ့မီ ဝတ်ပြုရခြင်းအခန်းကြီး1နဲ့အငယ်6နဲ့ဟုတ်နော်အဲဖတ်ဖတ်ကြည့်ပါတော့ကျွန်တော်တို့ဒီမှာတော့ paraphrase ပေါ့နော်စကားပြေအနေနဲ့ပဲပါတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်လေ့လာထားသလိုကျွန်တော်နားလည်သလိုဒါကျွန်တော်တို့ဆက်ပြီးတော့ပြောတော့မှာဖြစ်တယ်ဒီနေ့မီရှိုရာရစ်ကိုပူဇော်မဲ့သူကပူဇော်မဲ့သူ့ရဲ့ရစ်ကောင်လေးကိုယူလာလို့ရတယ်အာရစ်ကောင်ကိုရစ်ကောင်ကိုသတ်မှတ်ထားတဲ့ရစ်ကောင်လေးရှိတယ် နွားယူလာလို့ရတယ်၊သိုးယူလာလို့ရတယ်၊စိတ်ယူလာလို့ရတယ်၊ခိုး၊ဂျိုးတခုခုယူလာလို့ရတာဖြစ်တယ်။အဲငါးခုတွေကတခုခုယူလာပြီးမှဖះကိုမိရှို့ရရစ်ပူဇော်ခြင်းပါတယ်။ဆိုပြီးတော့ဟာဒီနေ့လာလို့ရတာဖြစ်တယ်။ဖះနဲ့လာဆက်ဆံလို့ရတာဖြစ်တယ်။ဖះကိုလာကိုးကွယ်လို့ဟာရတာဖြစ်တယ်။အာဘာတွေကွာသွားလဲဆိုတော့ဒီအကောင့်တရားလုံးကဘာကွာသွားလဲဆိုတော့တန်ဖိုးကွာသွားတာဖြစ်တယ်။ဆိုတော့နွားကဈေးကြီးတဲ့အတွက်ကြောင့်လူတိုင်းတက်နိုင်ကြမှာတက်နိုင်မယ်။ပတ်ဆက်မရှိတဲ့ဤသူတွေလားလူမျိုးစုံ maybe အာ နော်ဒီနေ့အာစိတ်ကလေးယူပြီးတော့မှလာပူဇော်မယ်သူထပ်ပူပြီးမှနော်အာခက်ခဲတဲ့သူဆိုလို့ရှိရင်ဒီနေ့ငှက်ဖြစ်တယ်နော်ဒီနေ့ခိုးရို့ဂျိုးရို့ယူလာပြီးတော့မှပူဇော်လို့ရတယ်ဆိုလိုတာကတော့ဘုရားကသူ့စီကိုလာဖို့လူတိုင်းကိုတကားဖွင့်ပေးထားတာဖြစ်တယ်ဆိုပြောရကမှာငွေရေးကြေးရေးတကူတွေကိုပြောတာမဟုတ်ပါဘူးဒီမှာဒီမှာပါတယ်ပါပါလဲဆိုတော့ဘုရားကိုယုံနိုင်တဲ့ပမာဏတွေတယောက်နဲ့တယောက်မတူကြသေးဘူးတရားနဲ့တရားဝิญဉေရေးရရှင်းချက်မှုချင်းနေမတူကြသေးဘူးဘုရားအတွက်ပေးဆက်နိုင်တဲ့ ပမာဏတွေမတူကြသေးပေမဲ့ဘလို့နေထားမှာပဲဖြစ်ဖြစ်သင်ကဒီနေမခရစ်တော်ကိုယုံကြည်တဲ့ယုံကြည်သူအသက်ဆက်ဆက်လေးပဲဖြစ်ဖြစ်ခရစ်တော်နဲ့အတူအာ10နှစ်15နှစ်20နှစ်အတူတကွရှောက်လန်းရင်းနဲ့ဝိညာဉ်ရေးရာမှာရင်းချက်တဲ့သူတယောက်ပဲဖြစ်ဖြစ်ဘလို့လူဖြစ်ဖြစ်ဘုရားကသူနဲ့မိသားစုလာဖွဲ့လို့ရဖို့အတွက်ပြင်ဆင်နေဆိုတော့ကိုအာကျွန်တော်တို့အာနားလေရတာဖြစ်တယ်ဒီကမှာဒီရစ်ပူဆိုတဲ့ခါမှာထူးခြားချက်ရှိတယ်ဗောနော်ဒီရစ်ပူဆိုတဲ့ခါမှာထူးခြားချက်ဒီဟာအရေကွန် နှွာရတယ်ယူလာတဲ့ကောင်ဟုတ်အာပြီးရင်အပိုင်းပိုင်းဖြတ်ရတယ်ပြီးတဲ့ခါမှာအားလုံးစီဥတွေရောခေါင်းတွေရောအကုန်လုံးကိုရစ်ပလင်ပို့တင်ပြီးတော့မှအကုန်လုံးကိုမီးလောင်ခံပြီးတော့ပူဇော်လိုက်ရတယ်ဘာတခုမှမကြအောင်အရေကုံကလွယ်ပြီးတော့ရေကုံတော့ပြစ်လိုက်တယ်ကျန်တဲ့အပိုင်းအားလုံးအသားတွေရောအစီဥတွေရောကလီစာတွေရောနော်ခေါင်းတွေရောအကုန်လုံးတင်ပြီးတော့မှမီးလောင်ခံပြီးတော့မှ အာပြာဖြစ်သွားတဲ့ဒီပူဇော်ခံလိုက်ရတဲ့ရစ်တမျိုးဖြစ်တယ်။ဘာလို့လဲဆိုတော့ဒီရစ်ပူဇော်ခြင်းဒီဒီနေ့ဖရာရဲ့ကျင့်နှက်ခြင်းအတွက်ပူဇော်တဲ့ရစ်ဖြစ်တယ်။ဖရာနှစ်သက်တဲ့မွေးကြိုင်တဲ့ရစ်ဖြစ်ဖို့အတွက်ပဲပူဇော်တာဖြစ်တယ်။ဒီရစ်ဒီဟာကျွန်တော်နားလည်ရတဲ့အရာဒီအပြစ်ဖြေတဲ့ရစ်မဟုတ်ဘူး။ဒီရစ်ထဲမှာလောက်ခိုင်းတဲ့အရာတွေအားကြောင့်နောက်မှာပါတဲ့အပြစ်ဖြေရာရစ်မှာလောက်ခိုင်းတဲ့အရာတွေနဲ့ကွာတယ် ဒီဟာကအပြစ်ကိုတော့ဖုံးအုပ်တယ်အပြစ်ကိုတော့ဖုံးအုပ်ပေးတယ် cover ဖုံးအုပ်ပေးတယ်ဒါပေမဲ့အပြစ်ကိုခြေလိုက်တယ်เนาะဒီနေ့အပြစ် sorry ရစ်မျိုးမဟုတ်ဒီဟာဒီဖះကျင်납ဖို့အတွက်ပဲအားလုံးကို everything ဒီနေ့ very costly အဖို့ခပေးပြီးတော့မှလာပူဆိုတဲ့အရှင်မျိုးဖြစ်တယ်ဆိုလိုတာကွာတချို့ရစ်တွေဆိုလို့ရှိရင်ကျွန်တော်နောက်မှာဖတ်လို့ရှိရင်ကျွန်တော်တွေ့ရလိမ့်မယ်ရစ်ပူစော်လာပူစော်တဲ့သူလည်းစားရတာရှိတယ်ရစ်ပရောဟိတ်လည်းစားရတာရှိတယ ဒီမီးရှို့ရာရက်ကတော့ဘယ်သူမှမစားအောင်ဖရားအတွက်တီးတဲ့ဒီနေ့ဖရားကျင်တဲ့ဖို့တတ်တတ်အတွက်ပဲလာပူဇော်ရတာမျိုးဖြစ်တယ်ရစ်ပလာပူဇော်ပြီးတော့တော့ဘာဘီကျူးလေးနည်းနည်းစားပြီးပြန်သွားမယ်ဆိုတာမျိုးမရဘူးကိုယ့်အတွက်ဘာမှမကျန်တာပူဆိုးတယ်ဘာမှဘဒူးမအောင်မမြင်လိုက်တာမီးကိုလုံးကြီးပဲထွက်လာတာပဲရှိတာဖြစ်တယ်မီးကိုလုံးကြီးထွက်လာတယ်ဖရားကျင်တဲ့ချင်းဆိုတာပဲရှိတာဖြစ်တယ်နောက်ဆုံးကြာသွားတဲ့ ပြတော့လုံးဝပြပြဖြစ်တဲ့အထိပူဇော်ပြီးကြရပြောတယ်ပြတော့မှရစ်ပရောဟိတ်ကဒီနေ့ကျုံပြီးတော့ဘယ်မှာတော့ပြည့်ရလဲဆိုရင်ဒီတဲတော်မဟုတ်တဲတော်အပြင်မဟုတ်ဘူးအာဒီတက်ပြင်အဲ့ဒီလိုလားတက်ချထားတဲ့တက်ရဲ့အပြင်ရှင်းလင်းတဲ့အရာမှာရစ်ပရောဟိတ်ကအပြောင်းတော့ပြည့်လိုက်ရတာဖြစ်တယ်ဆိုလိုတာကတော့ဘုရားကျင့်တဲ့ဖို့အတွက်ပေးရမယ်ဆိုတဲ့သက်သာအတွင်းမှာအရေးကွန်ချုပ်ကြတယ်အပြင်ပန်းဟန်ဆောင်မှုဘုရားအတွက်လုံးဝအလိုမရှိအပြင်ပန်းအလှ ဟန်ဆောင်ပြီးတော့စကလုံးနဲ့ဒီနေ့အပြင်ပါပဲเนาะဒီနေ့ဟန်ဆောင်ခြင်းနေနဲ့မူတာနေနဲ့ဘုရားအဲ့တော့လုံးဝလုံးရှိဘူးသူသူအကျင့်တ်ဖို့အတွက်လာပူဇော်တာလားမိရှိုးရရဲ့ကိုမင်းလာပူဇော်တာလားအဲဆိုမင်းအခွန်ကိုချုပ်လိုက်အပြင်အရာနဲ့တော့မလာနဲ့တွင်းအရာနဲ့လာခဲ့အတွင်းမှာမင်းရဲ့ဖြစ်ခြင်းအလုံးစုံအပိုင်းပိုင်းဖြတ်ခံရလိုက်ပြီးရင်မင်းရဲ့ဖြစ်ခြင်းအလုံးစုံ အားလုံးကိုမီးပေါ်တင်ပြီးတော့မှဒီမီးအကြောင်းလဲကျွန်တော်ခဏလေးဆက်ပြောဖို့ရှိတယ်မီးပေါ်တင်ပြီးတော့မှ ပြာဖြစ်ခံလိုက်လူတွေရှေ့မှာပျောက်သွားပြီးတော့ဒီနေ့အငွေ့ရွယ်ထွက်လာပြီဖះကျင်တဲ့ချက်အရာတွေမှာဖြစ်ခံလိုက်အဆုံးရှုံးခံလိုက်ဒီနေ့ very costly နင်းတို့ဘာမှမကြောက်ဘူးတခြားလူတို့ဘာမှမကြောက်ဖះအတွက်ပဲဖះကျင်တဲ့ကိုအတွက်ပဲဒီနေ့ဒီလိုရင့်မျိုးကိုပူဇော်မလားဆိုတော့မိကွန်ဒီဟာကျွန်တော်တို့အတွက်ကျွန်တော်တို့အတွက်မိရမှာဖြစ်ပါတယ်သူပူဇော်နေရဆိုတော့ပြောရရကျွန်တော်တို့ပြီးတော့ဒီဒါကြေးဝါရစ်ပလင်ပေါ်မှာသူတို့ပူဇော်နေတာဖြစ်ပါတယ်ဒီဒီအသွေး သွန်းတဲ့အခါမှာဒီရစ်မှာเนาะကျွန်တော်တို့ထူးခြားတဲ့အရာကအသွေးကြအသွေးကြလာတယ်ဒီရစ်ကယူလာတဲ့သူကအာကိုယ့်အကိုတက်ကြတဲ့ရစ်ဖြစ်တယ်ကိုယူလာတဲ့နွားသိုးစိတ်ကိုကိုယ့်အကိုတက်ရတယ်အဲ့မတက်ခင်မှာရစ်ကောင်ပေါ်မှာလက်တင်လက်ကိုဖိပြီးတော့တင်ရတယ်ပြီးရင်တက်ကြတယ်တွက်လာတဲ့အသွေးကိုတော့ရစ်ဘရိုဟိတ်ကယူပြီးတော့သွန်းပေးတယ်ဒီရစ်မှာအသွေးသွန်းတဲ့နေရာဒီဒီနေ့ဂျေးဝါရစ်ပလင်မှာပဲသွန်းတာဖြစ်တယ်နောက်ပိုင်းလေးလာမယ်အပြစ်ဖြေရာရစ်တို့เนาะတခြားရစ်တွေမှာကြတော့ဒီသွေးသွန်းတဲ့နေရာကတဲတော်တယ်ဒီဝင်သွားတယ် တော့သွေးသွန်းတဲ့နေရာတွေအဲရစ်တခုနဲ့တခုမှမတူဘူးပေါ့နော်ဆိုတော့ဒါလေးလည်းကျွန်တော်ဂျုံလို့ဒါကျွန်တော်ဖြတ်ပြီးတော့ကျွန်တော်ပြောချင်တာဖြစ်တယ်ပြီးတဲ့အခါမှာအာဒီမီမီအာဒီမီပဲအစားလဲကျွန်တော်ပြောနေရနော်ဒီမီကနော်ဒီဒီရစ်ပလင်ပေါ်မှာလောင်နေတဲ့မီကနေညမပြတ်အဲ့ပေါ်မှာထင်းတဲ့မီနဲ့လောင်နေတာ24 hour နေညပြတ်သွားလို့မရဘူးဒီမီပြတ်သွားလို့မရဘူးလို့ဘုရားဒီထဲမှာမှားထားတာဖြစ်တယ်အဲ့တော့မီကျက်မသွားရအောင် ီမီးမငိမ့်သွားရအောင်ရေပရောဟိတ်ကတာဝန်ဖြစ်တယ်သူတို့ကပြာတွေရှင်ရပြာတွေကိုရှင်းရတယ်အာပြာတွေကိုဖယ်ရတယ်ပြီးရခါမှာထင်းလို့ရင်ထင်းထက်ထရဆိုတော့ဒီရေပရောဟိတ်ကတာဝန်ကဒါကိုကြည့်ပြီးတော့မှတာဝန်ယူတဲ့တာဝန်ကြားတဲ့ရေပရောဟိတ်ကဒီမီးမငိမ့်သွားအောင်သူတာဝန်ပြီးလုပ်ရဖြစ်တယ်မီးကပဲရစတယ်ဒီမီးကဘလို့လို့ပြီးလောင်လဲဆိုရင်အစမီးပေါ့နော်တခါ initiate လုပ်လိုက်တဲ့မီးကဖះလာလဲဆိုဖះစီကလာတာဖြစ်တယ်ဒါကျွန်တော်တို့ဝတ်ပြုရခြင်းကိုအငွေ24လောက်ကိုကျွန်တော်တို့အာ ကြော်ပြီးတော့ဖတ်လို့ရှိရင်ကျွန်တော်တို့အာတွေ့ရမှာဖြစ်တယ်။နော်ဒီဒီမီးကသာဝရဖျားထံမှာမီးထွက်ပြီးရစ်ပလင်ပေါ်နိုင်ရှိသောမီးရှို့ရာရဲ့နှစ်စီဦးကိုလောင်နေပြီးထိုအကြောင်းအရာကိုလူများတို့သည်မြင်တော့အခါကြွေးကြော်ရေးဝတ်ကြည့်ကြသူတို့ကပထမဦးဆုံးမီးလောင်သွားတာကတော့ဖျားစီကမီးထွက်လာပြီးတော့မှဖျားရဲ့လက်ခံချင်တဲ့သူမီးလောင်သွားတာဖြစ်တယ်။မီးမီးဆတောက်သွားပြီးမီးလောင်သွားတဲ့အရာတော့မငိမ့်အောင်ရစ်ဘရိုက်တွေကအာနေညာမပြတ်သတိထားပြီးကြီးနေတာဖြစ်တယ်။ဒီဒီမီးရှို့ရာရဲ့ကိုပူဇော်တဲ့အသက်တာတွေလည်းနေညာမပြတ် 24ဟာပါနေတိုင်းကိုယ့်ရဲ့ဇာတိကိုယ့်ရဲ့ဖြစ်ခြင်းကိုယ့်ရဲ့เนาะကိုယ့်ရဲ့အထွေရအားလုံးဖျားကျင်တဲ့ဖို့အတွက်ဘုရားရှိခိုးအဆုံးရှုံးခံရတယ်လုံးဝပျောက်သွားခံရတယ်ဒီနေ့ဘုရားရှိခိုးဘုရားအတွက်လှုပ်ပါတယ်ဘုရားအတွက်အသက်ရှင်ပါတယ်ဆိုတာတော့ဘယ်သူမှမြင်မှာမဟုတ်ဘူးပြလို့ပဲအဝေးတနေရာမှာ ပြစ်လိုက်တာဘုရားပဲမြင်တယ်ဘုရားပဲကျင်တ်သွားတာဒီချက်ကတခြားလူတွေကျင်တ်ဖို့မဟုတ်တခြားလူတွေစားဖို့လည်းမဟုတ်ဘုရားပဲလုံးဝကသူကျင်တ်သွားတာအဲ့ဟာက အနှစ်သာရဖြစ်တယ်။မိရှုရာရစ်ပူဇော်မလား။ကျွန်တော်တို့မေကွန်ဖြစ်ပါတယ်ဒီနေ့ဆင်းခြင်းပေါ့။ကျွန်တော်တို့မိရှုရာရစ်အနေနဲ့ဘုရားကိုပူဇော်မယ်ဆိုရင် focus ဖျားကျင်တတ်ဖို့ပဲ။ကျန်တဲ့လူတွေကျင်တတ်တာမကျင်တတ်တာခဏတာကိုကျင်တတ်တာမကျင်တတ်တာခဏတာကိုအတွက်အကျိုးရှိတာမရှိတာခဏတာကိုဒီမှာကျန်တဲ့အကျွင်းကျန်လေးဘာဘီကျူးလေးစားရမလားမစားမစားအောင်ဒီမှာလုံးဝမစားအောင်ကိုအတွက်ဘာမှမကျအောင် very costly not at all အခုခေတ်ဘယ်နဲ့သိမ်းလောက်ရှိလဲမသိဘူးအဲ့ခေတ်မှာလဲဈေးကြီးမှာပဲ နွားတကောင်လုံးယူလာတာအားလုံးဖျားအတွက်ပဲအားလုံးပျောက်သွားတာပြီးတော့ပြာဖြစ်နေပျောက်သွားပြီးလူမှမတွေ့ရအောင်ဒီလိုအသက်တာနဲ့ဖျားကိုပူဇော်ခြင်းနဲ့ဆိုရင်သင်သည်မိရှို့ရိုင်းရှင်းနဲ့ဖျားကိုပူဇော်တဲ့သူတစ်ယောက်ဖြစ်တယ်ကိုယ့်ရဲ့အခွင့်အရေးချုပ်ခံမယ်အပိုင်းပိုင်းဖျက်ခံမယ်ကိုယ့်ရဲ့ဖြစ်ခြင်းအလုံးစုံအဖျက်ခံမယ်ပြာဖြစ်ခံမယ်လူတွေရှိမှပျောက်သွားခံမယ်ဖျားပဲကျင်နေသွားမယ် ါကိုပဲလိုချင်တယ်နေညမပြတ်ဒီလောင်နေတဲ့မီးပေါ်မှာအလောင်းခံမယ်ဒါကမီးရှို့ရခြင်းနဲ့တင်ကပူဇော်တဲ့အသက်တာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဘသူမှတော့တရားရခိုင်နှုံးမီးရှို့ရရစ်လို့အသက်တာနဲ့ဖျားအောင်မပူဇော်နိုင်ပါဘူးဒါပေမဲ့တရားရခိုင်နှုံးပူဇော်နိုင်တဲ့သူဒီခရစ်တော်ပဲဖြစ်တယ်ခရစ်တော်ဒီသူ့ရဲ့အပြင်ပန်းအရာအလုံးကိုထားခဲ့အပြင်ပန်းအလှမဟုတ်အတွင်းသူ့ရဲ့ဖြစ်ခြင်းအလုံးစုံတို့ပိုင်းပိုင်းအပြတ်ခံပါတယ် ဖះကျင်နေဖို့အတွက်ပဲဖះရဲ့အလိုကိုပဲအပြည့်ဝဆောင်တယ်ဖះလည်းအင်မတန်ကျင်နေတယ်ခရစ်တော်ကိုမြင်တဲ့အခါမှာဒီနေ့ခရစ်တော်ဖះရဲ့အရှင်ပြန်ထမြောက်အတတ်နဲ့ရှင်နေကျွန်တော်တို့ဒီအာနေ့ရက်တိုင်းမှာစန္ဒရှိမယ်ဆိုရင်ခရစ်တော်ဖះကျင်းလာတဲ့ကူညီပေးပါတယ်ဖះကျင်နေဖို့အတွက်ပဲအသက်ရှင်မယ်လူရဲ့အတိမပြုခြင်းကိုရှာမို့ဖះရဲ့အတိမပြုခြင်းဖះကျင်နေသွားတယ်ဆိုတဲ့အရာအတွက်ပဲကိုကလည်းကျင်နေမွေးလျော်နေတဲ့သက်သားနဲ့ ကိုယ့်ရဲ့အကုန်လုံးတော့ယူလာမယ် cost ရှိတယ်နော်အဘိုးခါရှိတယ် very costly ဒီရက်ကိုပူဇော်မယ်ဆိုလို့ရှိရင်ဒါဒီကျွန်တော်တို့ဒီမီရှိုရာရက်နဲ့ဘုရားကိုပူဇော်ရတဲ့သူဖြစ်ပါတယ်ဒီမီရှိုရာရက်ကနေနော်ကျွန်တော်တို့စင်ချိန်ရတဲ့အကြောင်းအရာလေးကျွန်တော်နေငယ်ဝင်းငါချင်းနဲ့နော်ကျွန်တော်တို့အာမီရှိုရာရက်ဒီအပြစ်ဖြေတဲ့ရက်မဟုတ်ပါဘူးအပြစ်ဖြေဖို့ရက်မဟုတ်ဒါပေမဲ့အပြစ်ကိုတော့ဖုံးအုပ်တယ်အာတော့ဒါပေမဲ့အဓိကပူဇော်ရတဲ့ရည်ပဲချက်ဒီဘုရားကျင့်တဲ့ဖို့ တက်တက်တခြားဘယ်အရာမှမဟုတ် only for god နော်ဒီနေ့ဘုရားရှင်နဲ့ဖို့တက်တက်ပဲပူဇော်ရတဲ့ရစ်ဖြစ်တယ်ဆိုတဲ့အရာเนาะကျွန်တော်တို့အာဆင်ခြင်ရတာဖြစ်တယ်အာရောက်ချင်းစီတိုင်းမှာเนาะဘုရားရဲ့ကောင်းကြီးမင်္ဂလာတာ၍ရှိပါစေ